ပြိုင်ဘက်ဆိုပေမဲ့စီနီယာအနီဇာမက်ဆန်ကိုလေးစားပါတယ်ဆိုတဲ့ဘရိုနီကာဘရိုနီကာရဲ့ပွဲကတော့နောက်နောက်ခွနည်းနေမှာအပီတီရှိရတော့မှာဖြစ်ပါတယ်ရှင်ကစ်ပောင်စင်ဘီယာမှာအနီဇာမက်ဆန်နဲ့ထုတ်သက်ရင်ဆိုင်သွားရမှာဖြစ်ပါတယ်ဒါကတော့ဘရိုနီကာအတွက်ကစ်ပောင်စင်ပထမဆုံးပွဲအတွေ့အကြုံလည်းဖြစ်ပါတယ်ပြိုင်ဘက်ကကစ်ပောင်စင်မှာဆရာတဆူစုတစိတ်အများစွာရရှိထားတဲ့ဘီယာမှာဒါကြောင့်ပွဲကတော့တော်တော်ကိုလှနေပါပြီနော်ဒါပေမဲ့ဘရိုနီကာကိုတော့ကျမတို့ယုံကြည်ပါတယ်သူအကောင်းဆုံးလုပ်ပြနိုင်လိမ့်မယ်လို့လည်းထင်ပါတယ်အခုဆိုရင်တော့လာမယ့်ပွဲအတွက် ောင်းဆုံးကြိုးစားပြင်ဆင်နေပြီဖြစ်ပါတယ်။ဗရိုနီကာကပခုံးထံရလိုက်ရရှိထားတာကြောင့်ပြီးသွားခဲ့တဲ့သူ့ရဲ့ပွဲပြီးကြဲက rehabilitation နေ့ကိုပဲစတိုက်လှုပ်ဆောင်နေရပါတယ်။ အခုဆိုရင်တော့ဘရိုနီကာရဲ့ဒဏ်ရာကအတော်လေးကိုကောင်းမွန်ပြီးတော့တက်တာလာခဲ့ပြီဖြစ်ပါတယ်။ပွဲတွေဝင်နေတာကြာပြီဖြစ်တဲ့ဘရိုနီကာကအခုချိန်မှာတော့ကစ်ပောင်စင်ပွဲနဲ့တူပရိသတ်တည်းရဲ့ရှေ့ကိုပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။အခုလာမယ့်အနီဇန်မက်ဆန်နဲ့ဘရိုနီကာတို့ရဲ့ပွဲစဉ်ကတော့1537မှာရှေ့ပြန်ကစားသွားမှာဖြစ်ပါတယ်။ဘရိုနီကာကတော့1ချန်ပီယံရှစ်မှာနှစ်ပွဲကစားထားပြီဖြစ်ပြီးတော့တပွဲရှုံးတပွဲနိုင်ရလဒ်ကိုပိုင်ဆိုင်ထားပါတယ်။ဘရိုနီကာချိုးတက်တဲ့နှစ်ပွဲစလုံးမှာလည်းချက်ထရီအကြိုက်ဖြစ်ခဲ့လို့နှစ်ပွဲလုံးအတွက် bonus တွေရရှိခဲ့သေးတာဖြစ်ပါတယ်။နှစ်ပွဲ လောင်အတွက် bonus ကတော့ပတ်3သိန်းခွင့်စီရရှိခဲ့တာပါရှင်။အခုဒီပွဲမှာဆိုရင်လည်း cherry အကြိုက်ကစားပြနိုင်မယ်ဆိုရင်တော့ဒီထက်ပိုတဲ့ထိုးကြေးတွေ bonus တွေရရှိမှာဖြစ်ပါတယ်။အခုလက်ရှိမှာတော့ Bronica ကလေးချင်းမှုတွေကိုပြင်းပြင်းထန်ထန်ပြုလုပ်နေပြီဖြစ်ပါတယ်။ကျွန်တော်ကတော့လာမယ့်ပွဲအတွက်အစင်းနဲ့ပြင်ဆင်ထားပါတယ်။အလုံးနဲ့ပဲတက်တည်ပြသွားမှာပါ။ Anisa Matson ကပြိုင်ဘက်ဆိုပေမဲ့ senior ဖြစ်တဲ့အတွက်အမြင်လေးစားပါတယ်ဆိုပြီးတော့ပြောဆိုထားပါတယ်။အခုလက်ရှိမှာတော့ Bronica ကသူရှင်ပြန်ကစားနေပြီဖြစ်တဲ့1 championship မှာနိုင်ပွဲတွေရယူထားပြီးဖြစ်ပြီးတော့ လာမယ့်ပွဲမှာလည်းရလက်ကောင်းတွေကိုယူပြလာနိုင်အောင်စွမ်းကုန်ကြိုးစားနေတာကိုတွေ့ရပါတယ်။ဗရိုနီကာကအလုံးနဲ့ပဲတက်တည်ပြသွားမယ်လို့ပြောဆိုထားတာကြောင့်လာမယ့်ပွဲမှာအကောင်းဆုံးလုပ်ပြနိုင်မလားဆိုတာကိုတော့ကျမတို့တွေစောင့်ကြည့်ရမှာပါ။ပရိသတ်တွေကတော့လာမယ့်ပွဲမှာလည်းဗရိုနီကာကိုအကောင်းဆုံးပုံစံနဲ့မြင်တွေ့ချင်နေကြပါတယ်။ဝမ်ချမ်ပီယံရှစ်မှာနိုင်ပွဲတွေကိုယူပြနေတဲ့ဗရိုနီကာကအခုသူ့ရဲ့လာမယ့်ပွဲစစ်မှာလည်းဘလို့ပုံစံမျိုးနဲ့ပြိုင်ဘက်ဖိုင်တာကိုအလဲချိုးရှင်မြန်ကစားပြသသွားမလဲဆိုတာကတော့စိတ်ဝင်စားဖို့ကောင်းနေခဲ့ပါပြီ။ဗရိုနီကာပြောထားသလိုပဲပြိုင်ဘက်ဖိုင်တာကို အနိုင်ယူရှင်မြန်ကစားပြသသွားမလားဆိုတာပြည်သက်တွေကစိတ်ဝင်စားနေကြပါတယ်။လာမယ့်ပွဲကလည်းပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်တာကြောင့်ဘရိုနီကာအတွက်အရန်ကိုအရေးကြီးတဲ့ပွဲဖြစ်လာနိုင်ပါတယ်။အခုဆိုရင်တော့ဘရိုနီကာရဲ့ပွဲကအရန်ကိုနီးကပ်နေပြီဖြစ်သလိုဘရိုနီကာကလည်းအဆင်သင့်ဖြစ်နေပြီဖြစ်ပါတယ်။ကေပြည်သက်ကြီးတို့လည်းကေပေါင်စင်ပြန်မှအနီဆာမက်ဆန်နဲ့ရှင်မြန်ထိုးသက်သွားမယ့်ဘရိုနီကာရဲ့လာမယ့်ပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဘရိုနီကာအတွက်အပိစကားလေးတွေကိုကမမပြောသွားပေးခဲ့ကြပါအောင်နော်။ကြီးစုအပိခဲ့ကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။